အရှိအာဇာဘိုင်ဂျန်အကြတဲ့စီမံခန့်ခွဲရေးညွှန်ကြားရေးမှုကအီရန်နိုင်ငံအနောက်ဘက်မှာအနောက်ပိုင်းတပ်ပြမျိုးမှာရှိတဲ့အီရန်လေဂျွန်ကာကွေတပ်တွေက Israel F35 တိုက်လေယာဉ်ကိုအောင်မြင်စွာပစ်ချနိုင်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ Magic Fasi ကလည်းအစောပိုင်းမှာတပ်ပြမှာတိုက်ခိုက်ရေး drone နဲ့စင်းပစ်ချခံခဲ့ရကြောင်းပြောကြားခဲ့ပါတယ်။တပ်ပြအနီးတဝိုက်မှာရှိတဲ့ area ၃ခုကိုအင်ဂျင်နီကပြင်မှတ်ထားပြီးအီရန်ရဲ့လေဂျွန်ရန်ကာကွေစနစ်များက Super Asia Twin ကိုဝင်ရောက်လာတဲ့ Israel လေကြောင်းယာဉ်တွေကိုတုတ်ပြန်ဆောင်ရွက်ခဲ့ကြောင်းတက်ခတ်ခဲ့ကြောင်း၎င်းကပြောကြားခဲ့ပါတယ်။အီရန်ရဲ့လေကြောင်းယာဉ်ကာကွယ်ရေးတပ်များကြားဖြတ်ဖြစ်စီခဲ့တဲ့စရုပ်ထမြောက် F-35 တိုက်လေယာဉ်ဖြစ်ပါတယ်။အီဇရဲဆူရကဇွန်လ23ရက်နေ့ညမှာအီရန်ပိုင်နယ်အတွင်းတက်ခတ်မှုတွေစတင်ခဲ့ပါတယ်။ယင်းတက်ခတ်မှုတွေကိုနှုတ်ဆော်ခြင်းပြုခဲ့ပါဘူး။၎င်းတို့မှာနေလူနေအိမ်အဆောက်အုံတွေကိုတက်ခတ်ခြင်းများပါဝင်ပါတယ်။ အဆိုပါပြစ်မှတ်ထားတိုက်ခတ်မှုတွေကအီရန်ထိတ်တန့်စစ်ဘက်အရာရှိတွေအချို့လုံခြုံတပ်ဖြတ်ခံခဲ့ရပါတယ်။နေအင်းတွေကိုတိုက်ရိုက်ထိမှန်ခံရချိန်မှာအရာသားများလည်းတေဆုံးခဲ့ပြီးလူဦးရေများပြားတဲ့နေရာတွေကိုထိခိုက်ခဲ့ပါတယ်။အီဇွေစစ်တပ်ကလည်းအီရန်ရဲ့ရာဒူးအမြင့်ဆုံးစစ်ခေါင်းဆောင်တွေကိုတိုက်ခိုက်ခဲ့ပြီးတီရန်မှာတေဆုံးသွားသူတွေထဲကအီရန်စစ်တပ်ရဲ့စစ်ဦးစီးချုပ်အောက်ကရဘူဂျိုဂျီမိုဟာမက်ဘကာရီနဲ့အစ္စလမ်တော်လိုင်းရဲ့အစောက်တပ်ရဲ့ စစ်ဦးစီးချုပ်ဘိုချုပ်ဟူစိန်ဆလာမီတို့ပါဝင်ခဲ့ပါတယ်။ထူးထူးခြားခြားဗီဒီယိုကို IDF ကမျှဝေခဲ့တယ်။အစ္စရေးမောင်းသူမဲ့လေယာဉ်တွေရဲ့တိုက်ခတ်မှုကြောင့် engine နှလုံးတက်တိုက်လေယာဉ်တွေမီးလောင်ပျောက်ကွယ်တာကိုပြသထားပါတယ်။တီယံမြို့အနီးမှာရှိတဲ့လေယာဉ်ကွင်းတစ်ခုမှာတိုက်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက်အစ္စရေးကရင်းဗီဒီယိုကိုထုတ်ပြန်ခဲ့တယ်။อิสราเอลก็ F14 ทอมแคไตเลเจนนะซิงโกปิสิปิกเกจองอิสราเอลก็อไคมาซูวาเรดาใบแมะแลอิหร่านก็ ရင်းစုပ်ကိုပယ်ချခဲ့ပါတယ်ပျက်စီးသွားတဲ့လေယာဉ်ကဂျက်လေယာဉ်စစ်တွေမဟုတ်ပဲအတုအယောင်တက်တက်တာဖြစ်တယ်လို့အီရန်ကပြောပါတယ်အစ္စရေးကကွေတပ်ဖွဲ့ IDF မှမျှဝေထားတဲ့ဗီဒီယိုမှာမောင်းတူမဲ့လေယာဉ်များထိမှန်ပြီးနောက်တိုက်လေယာဉ်တွေမီးလောင်သွားတာကိုပြသထားပါတယ် IDF က X မှာဤဂျက်လေယာဉ်တွေဟာအစ္စရေးလေယာဉ်ကိုဂျာပြဟန်တာဖို့အတွက်ရည်ရွယ်တယ်လို့ရေးသားခဲ့ပါတယ် F14 Tomcat ကတော့အမေရိကန်ရဲ့နာမည်ကြီးတိုက်လေယာဉ်ဖြစ်တဲ့ Top Gun ရုပ်ရှင်ကားမှာနာမည်ကြီးလာတဲ့လေယာဉ်ဖြစ်တဲ့အမေရိကန်ပြည်ထောင်စုမှာ၂၀၆ခုနှစ်မှာ F14 အသုံးပြုမှုကိုရပ်တန့်ခဲ့ပါတယ်ဒါပေမဲ့လည်းအီရန်က၎င်းရဲ့ F14 ကျက်လက်ရင်အချို့ကို1980ပြည်လုံးနေတွေကဝယ်ယူခဲ့ပါတယ်ရှာမူဟာမက်အနာရလာတဲ့ချိန်မှာ1989အစ္စလာမစ်တော်လိုင်းမတိုင်မီအီရန်က F14 အစီးရေ60ကိုဝယ်ယူခဲ့ပါတယ်အီရန်က F14 တိုက်လေယာဉ်တွေကိုအမေရိကန်နဲ့လွဲပြီးအခြားတခြားနိုင်ငံမှာမရှိပါဘူး။အီရန်က F14 ထုံးခက်၄၀42ခန့်ကျန်စစ်နေသေးတယ်လို့ကျွမ်းကျင်သူတွေကခန့်မှန်းထားပါတယ်။ဒါပေမဲ့လည်းကာကွယ်ရေးဘလော့ကကူးကွားပြီးတော့ ကကွယ်ရေးလေးလာသုံးသားသူတွေအစိုးရဣဇွေတူရဲ့တက်ခတ်မှုကြောင့်ပြစီသွားတဲ့လေရင်ကလုံမလုံပြောင်းဘူးသူတိုက်လေရင်တွေကနှစ်ပေါင်းများစွာမပြန်တန်းတော့ပါဘူးလို့ယုံကြည်ကြပါတယ်ဣဇွေစစ်တပ်ကအစိုးရလေကြောင်းတက်ခတ်မှုကကြိုတင်ကာကွယ်မှုရဲ့တစိတ်တပံဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်အစိုးရစစ်စင်ရေးကို IDF ကပြောရေးဆိုရင်စစ်တူဗိုလ်ချုပ်ကြီး FD ဘရင်ကစိန်းလန်နေကပြုလုပ်တဲ့ဒရင်စာဆင်းလင်းပွဲမှာအတည်ပြုခဲ့ပါတယ်တောင်ကိုအစစ်စစ်မှာတောင်ကိုအစစ်စစ်နဲ့6ခုနှစ်အတွင်းအီရန်အီရတ်စစ်ပွဲအတွင်းမှာ F14 တွေဟာ အီရန်အတွက်အလွန်ရည်ကြီးခဲ့ပါတယ်။ဂျက်လင်ယာတွေက AWG 9 radar နဲ့ AIM 44 finesse ဒုံးကျည်တွေတပ်ဆင်ထားပါတယ်။အီရန်က၎င်းတို့ကိုအီရတ်ဘုံဂျက်လင်ယာတွေကိုပစ်ချဖို့၎င်းရဲ့ရင်နံစစ်ရုံတွေကိုကာကွယ်ဖို့၎င်းရဲ့ကာကွယ်စနစ်ကိုစောစီကတိပင်းမှုတွေပြုလုပ်ဖို့အတွက်အသုံးပြုခဲ့ပါတယ်။အမေရိကန်ကအီရန်ကိုလည်းနဲ့ရောက်ချမှုပြပင်ထားတော့လဲအီရန်က၎င်းရဲ့ F14 လေယာဉ်စုကိုဆက်လက်ပြီးတော့လက်ပတ်နိုင်ခဲ့ပါတယ်။ဒါကိုလိုအပ်နည်းတွေတုံးပြီးတော့လုတ်ခဲ့ခြင်းဖြစ်တယ်။အီရန်ကွန်ထရာကိစ္စနဲ့2000ခုနှစ်အစောပိုင်းမှာ ကုမ္ပဏီအတူများနဲ့တဆင့်အပိုပစ္စည်းတွေကိုအရင်ရရှိခဲ့တယ်လို့အစည်းအဝေးအစည်းအဝေးခန်းစာတွေကပြောပါတယ်။မောင်ကူဈေးပွက်မှာဟိုက်ဒရိုဟိုက်ဒရိုလစ်စနစ်တွေလမ်းညွှန်ကိရိယာတွေနဲ့လက်နက်ဒရမ်များကဲ့သို့သောအစိတ်ပိုင်းတွေကိုအီရန်ကစောက်ဖွေနေကြောင်းအမေရိကန်ကာဝေးရဲ့ရာရှိတွေက AP တင်းထဏာကိုပြောကြားခဲ့ပါတယ်။လနဲ့မရှိရင်တော့ကောင်းကင်မှာ F14 ဒစီကိုမြေုံနဲ့အီရတ်လေယာဉ်မှုတွေတောက်လန့်ပြီးရှောင်ထွေးနိုင်တယ်လို့ပြောကြပါတယ်။ယခုအခါ F14 တပ်လေယာဉ်တွေကဟောင်းနှွမ်းလာပြီးထိမ့်သိမ်းရခက်လာတဲ့ဖြစ် အီရန်က၎င်းရဲ့လေတပ်ကိုခင်းမိအောင်လှုပ်ဆောင်ဖို့အီရန်နဲ့ရုရှားပူးပေါင်းဆောင်ရွက်လက်ရှိပါတယ်အီရန်ကရုရှားထံက SU-35 တပ်လေယာဉ်တွေဝယ်ယူခဲ့ကြောင်းမကြသေးမီကတီးပြူခဲ့တော့လဲအရေးအတွက်မြန်မာစစ်တီကိုပြောကြားခြင်းမရှိပေ Israel နဲ့ Iran တို့ကြားပြည်ပကကငားရမြောင်းနေ့ကိုဝင်ရောက်လာခဲ့ချိန်မှာယူခဲတို့လေကြောင်းတိုက်ခတ်မှုတွေဖြစ်ပွားခဲ့ခြင်းဖြစ်တဲ့ဇွန်လ17ရက်နေ့ကရဲက Iran မှာအနည်းဆုံးလူ224ဦးတိစုံခဲ့ပြီး Israel မှာ73ဦးတိစုံခဲ့ခဲ့ကြပါတယ်